see be then then ne ni so ma shi ni ba de ho ne ya ta ta wa ta ni so ma see be ba tin ne ni so ma shi ni ni so ma see be then shi ထောင်939ထောင်945ခုနှစ်တွင် ဂျာမန်အစိုးရနာဒီတို့ကဂျူးလူမျိုး6တန်းကျော်ကိုလူမျိုးရေးဘာသာရေးအရမတရားဖိနှိပ်ပြီးစီမံချက်နဲ့တပ်ဖြတ်ခဲ့မှုကို Holocaust ဖြစ်လို့ခေါ်တွင်ခဲ့ကြပါတယ်1945 January 29ရက်နေ့ကအလောက်ကျန်းတဲ့မျိုးတုံးတပ်ဖြတ်ခြင်းတွေမှာအကျော်ကြားဆုံးဖြစ်တဲ့နာဇီတွေရဲ့ Oswald Baganos ခန်းဟာဒုက္ခသည်တွေလွတ်မြောက်ခြင်းနေလဲဖြစ်ခဲ့ပါတယ် Holocaust ကာလအတွင်းမှာအသက်ပေးခဲ့ရသူတွေအတွက်အောက်မေ့ဘွယ်အခမ်းအနားကို January 29ရက်ရောက်တိုင်းကျင်းပခဲ့ကြပါတယ် မြန်မာနိုင်ငံမှာအပြည်ပြည်ဆိုင်ရာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းခံရခြင်းကိုအမှတ်ရတဲ့နေ့အခမ်းအနားကို2009ခုနှစ်ကစပြီးအစ္စရေးတန်ယုံ The United Nation Information Center The German Goethe Institute ကပူးပေါင်းကျင်းပခဲ့ကြပါတယ်။ Studio 35မှာကျင်းပတဲ့အခမ်းအနားမှာတော့ Holocaust ကာလအတွင်းဓာတ်ပုံအချို့ကို ပြသခဲ့ပြီး Hitler ဂျွန်ဂျီဆယ်မွန် Hitler ယူဆယ်မွန်ဆိုတဲ့ရုပ်ရှင်ကိုလည်းပြသခဲ့ပါတယ်။ Holocaust ကာလအတွင်းမှာအသက်ပေးခဲ့ရသူတွေအတွက် အောက်မွေ့ဘွယ်ကျင်းပါတဲ့ဒီခန်းနာမှာကုလသမဂ္ဂပြန်ကြားရေးဌာနအနေနဲ့လူတွေကိုဘလို့အသိပညာတွေရစေချင်တာလဲဒီကုလသမဂ္ဂပြန်ကြားရေးဌာနတွေအားလုံးကဒီလူတွေကိုစပတ်တယ်လို့ဒီကမ္ဘာအနှံ့မှာပေါ့ပညာပီးရရမယ်ပညာပီးကိုရင်ဒီလိုရမယ်တောင်းလို့ရှိပါတယ်ဒါဘာဖြစ်လို့လဲဆိုတော့ဒီလူတွေကတော့စတူဒီဟစ်တာဟစ်တာဒီမျိုးအနာလက်တူ ဥနာကျူကံပြီဥနာကျူကံလည်းမရှိသင့်ဘူးဒါလူစင်မမှီတဲ့လူတွေဆိုလို့ဥစားဆိုအဲ့လိုခွဲခြားတဲ့စိတ်တွေရှိရပဲလားသူသားအချင်းချင်းပေါ်မှာလားသူသားချင်းချင်းကုန်သိက္ခာကိုအတိမတ်မပြူတာတော့လေးစားမှုမရှိတာဆိုတာပြလာတာဟိုလိုကက်စကာလာအတွင်းအသက်ပေးခဲ့ရသူတွေအတွက် အောက်မေ့ဘွယ်အခမ်းအနားမှာအစ္စရေးတန်မတ်ကြီးဂျာမန်တန်မတ်ကြီးနဲ့အမေရိကန်တန်မတ်ကြီးတို့တက်ရောက်ခဲ့ကြသလိုတက္ကသိုလ်ဘောင်းဆောင်က International Relation ဘာသာရပ်ကိုသင်ယူနေတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်းဖိတ်ကြားပြီးတက်ရောက်စေခဲ့ပါတယ်။ဒီခန်းနာမှာ Holocaust ဖြစ်ရတဲ့အတွက်ဝန်내ခြင်းအနေနဲ့မတ်တရဲ့ငြိမ်သက်ခြင်းကို ပြုလုပ်ခဲ့သလိုဖျောင်းနိုင်၆တိုင်ကိုလည်းထွန်းညီးခဲ့ပါတယ်။နာဇီတွေကဂျူးလူမျိုး၆သန်းပါဝင်လူမျိုးတုံးတပြတ်မှုတွေလုပ်ခဲ့တဲ့ Holocaust အောင်းမေ့ပွဲအခမ်းအနားမှာဂျူးလူမျိုးတွေကိုကိုးစားပြုတဲ့ဖျောင်းနိုင်၆တိုင်ကိုထွန်းညီးခဲ့သူကဆမ်မီဆမ်မြူရပါ။ ကျွန်တော်ပြောချင်တာကတော့ဒီပွဲကတော့ဂျူးဘာသာဝင်နေပဲသက်ဆိုင်တာမဟုတ်ဘူးဒါလူတိုင်းအတွက်နဲ့သက်ဆိုင်တဲ့ပွဲလေးတစ်ခုပါအဖြစ်လို့လဲဆိုအရင်တော့နာစီရဲ့ချုပ်ချယ်မှုတွေအတက်ခံမှုတွေရှိခဲ့တယ်အဲ့ဒါတွေပဲကျွန်တော်တို့ကဒါဟိုအမြဲတမ်းတတိယနေစေချင်တာပေါ့နော်ဒီယာဒီဂျူးဘာသာနဲ့လည်းဂျူးဘာသာဝင်တာမဟုတ်ပဲနဲ့တခြားဘာသာတွေအတွက်လည်းနောက်ထပ်နောက်ထပ်တခြားနိုင်ငံတွေမှာဒီလိုမျိုးမဖြစ်အောင်ဆိုတဲ့ထိမှန်နဲ့လုပ်ပြတာပါကျွန်တော်တို့အမြဲတမ်းပြောတယ်ကျွန်တော်တို့ forgive but never forget ပေါ့နော်ကျွန်တော်တို့ခွင့်လွှတ်လို့ရတယ်ဒါပေမဲ့ဘယ်တော့ မှမိမိုင်မှာတော့မဟုတ်ဒီသမိုင်းဖြစ်ရကိုသင်ကန်းစာမယူသေးရဟိုလိုကက်စ်လိုဖြစ်ရတွေပြန်ဖြစ်နေတာမို့လူငယ်တွေသမိုင်းကိုသိတဲ့တယ်လို့လူမျိုးရေးအစွမ်းရောက်မှုတွေမဖြစ်အောင်ဒီလိုသမိုင်းဖြစ်ရတွေကိုလေ့လာသင့်တယ်လို့ဦးအေးဝင်းကအကြံပေးစကားဆိုခဲ့ပါတယ်ဒီလိုဖြစ်ရတဲ့ကလည်းအရင်ကဖြစ်ခဲ့ရဆိုတာကတမိုင်းမှာတောက်လျှောက်ဖြစ်လာခဲ့တာတွေပါဒီဟာတွေမှာသင်္ကန်းစာမျိုးရှင်နဲ့ဒီဖြစ်ရတဲ့ကပြန်ပြန်ပြီးတော့ဖြစ်မှာ ဒီဟာတွေကိုအရင်ကလေးလာစီချင်ပါတယ်အထူးသဖြင့်ဒီလိုအဆုံးမရောက်သွားအောင်နော်ဒီလိုလက္ခဏာမျိုးတွေဟာကိုယ်တွန်းပို့နေတယ်ဆိုတာကိုသိစီချင်ပါတယ်